Hello ဒီတစ်ခါမှာတော့ငွေဆောင်ခီးစင်လေးကို vlog လေးလုပ်ထားပါတယ်ရှင်။ဒီတစ်ခါ vlog လေးကိုတော့ဟိုအရင်တော့လည်း edit အများကြီးမလုပ်ဘဲနဲ့တဘောဆက်ဆန်းနဲ့အမှတ်တရလေးပို့ဖြစ်ချင်လို့အာရိုးရိုးရှင်းရှင်းပဲ video လုပ်ထားရပါတော့။နောက်တကယ် hotel လေးကတော့ center point ငွေဆောင် hotel ဖြစ်ပါတယ်။ customer service နဲ့တလွဲဖြစ်တာလွယ် breakfast လေးကတော်တော်ကောင်းပါတယ်။နန်းတော့ကနန်းတော့ကငါးနိုင်လောက်ကထွက်လာခဲ့ရနေခဲ့၁၇နာရီရောက်တယ်ပေါ့နော်အဲ့မှာ စားပြီးတော့ပြီးတော့ရေခူးဖို့ကြိုးပမ်းပါတော့တယ်။ထရရက်ကကြားရက်ဖြစ်နေရောလို့တော့ရံမများဘူးပေါ့နော်ဟိုတယ်လေးကနေလို့တော့စင်ပြေပါတယ်။အမုံတိုင်းတိုက်မယ်ဆိုပြီးတော့လန့်ပြီးတော့တောင်းမယ်တောင်းတောင်းမယ်တောင်းဘူးနဲ့နောက်ဆုံးတော့ရောက်သိရှိသွားပါတယ်။ဟိုတယ်က customer service ကနည်းနည်းရောကတိကောက်ဖြစ်တယ်နည်းနည်းစကားလည်းများခဲ့ရပါတော့ပြီးတော့ဟိုတယ်က sea view ခန်းကကျင်းပြီးတော့ဒီ garden view တွေကကျယ်ရွေ့ဖြစ်နေရတဲ့ခုပဲ ဒါပေမဲ့ breakfast လေးကတော့တော်တော်ကောင်းတယ် breakfast နဲ့ hotel rating ပေးရမယ်ဆိုလို့ရှိရင်2.5ပဲပေးမယ် anyways အဲ့ရေစော်ပဲရေစော်ပြီးတော့ကျမတို့ကမ်းမပြတ်တက်ပြီးတော့ထမင်းစားဖို့သွားပါမယ် ငွေဆောင်မျိုးပတ်မယ်ပေါ့နော်။တောင်းတောင်းကန်းချီသွားလို့ရှိရင်ဟိုတယ်ကန်းချီရင်လည်းပြီးသွားတာအဲ့လိုမျိုးရိတ်ပိုင်းရမ်းပတ်တာရှားတယ်ဒီတစ်ခေါက်ခီးစင်ကတော်တော်လေးကိုနှံ့ခဲ့တယ်။ဟုတ်ဒါနဲ့ကျမတို့ညဘက်ငွေဆောင်မျိုးတွေကိုရှောက်ပတ်ပါမယ်။အာသူ့ရဲ့ဟိုမှာသူကလည်းလာဟုတ်လားသူ့တော်ဝင်အောင်မောင်းဝဲတကယ်လို့လားဟာတကယ်ကျွတ်စင်ပြကျွန်တော်တို့အန်အောင်ပြကျွန်တော်ကလက်ကနေရတယ်ဟုတ်လားဟိုဟာလေးခွင်းဟိုကတော့သူပဲကျွန်တော်တို့ရှိစောက်စင်မှာပေါ့ဟုတ် ။အမခုငွေဆောင်မှာဒီအငွေဆောင်ဆိုပြီးတော့စိုင်းလေးဖွင့်နေတွေ့လို့ကျမတို့သွားပြီးတော့စူးစမ်းလိုက်လာရှာဖွေရင်းနေငွေဆောင်နိုင်မှာကတ်ကိုရောက်ရှိခဲ့ပါတယ်။အနိုင်မကကပြင်းရကြီးရောကြာတက်သေးလေးလို့လည်းနောက်မှာကျယ်ကြီးရှည်ကြီးပဲစားတော့ဆရာကြီးများကြီးလည်းတော်တော်စုံနေပါတော့ငွေဆောင်ရအောင်ရှင်တော့ငွေဆောင်နဲ့မကကိုသွားပြီးတော့သွားကြည့်တင်နေပါတော့ဒီကတော့ဒီကငွေဆောင်သွားတာပါတော့ဒီကငွေဆောင်အခုဒီငွေဆောင်နိုင်မကရေအိုးနောက်တွင်ထဲမှာဖွင့်ထားတာပါတော့ ငွေဆောင်မှာမြင်းနဲ့လာလို့ရှိရင်ကန့်ချင်တဲ့ဟိုတယ်ပဲနေရပြင်းနေလို့ရှိရင်တော့ဒီငွေဆောင်နဲ့မှာကတော့အပြင်းပြင်းအဲ့လိုမျိုးတွေရှောက်သွားလို့ရရတယ်မှာပါတယ်။သွားကြည့်တင်တယ်။ဓာတ်ပုံရချင်လို့ရှိရင်လည်းလလာလေးရလို့ရလိုက်တင်လေးလည်းကောင်းတယ်အဲ့ဒီနိုင်မကက်လေးကသောက်ပါ

အဲ့ဒီတော့ပဲနော်။နမကြောင်ရှင်လာပြည့်ဒီမှာစုံစမ်းလိုက်မယ်လေ။ဒီမှာပါပဲ။ဟာတော့လိုက်စက်ကတည်းရောင်းတာထင်တယ်။ တ်သွားပါတယ်။အဲ့တော့တရားငွေဆောင်ရောက်ပါတော့ဒါတရားငွေဆောင်ဝင်တော့လေးပါ။တို့မှာရ drinks menu လေးပေါ့နော်ဈေးတွေကဈေးတွေကလည်းလုံ9000တော့ပဲရှင်ရအရသာလေးလည်းတော်တော်တောက်လို့ကောင်းတယ် ဒီကတော့ cotton လေးရော try ကြည့်တယ်ပေါ့နော် cotton လေးတော်တော်ဆက်ဆက်ပြည့်ရ cotton လေးနဲ့အဲ့လို main clay အချိန်မှာချိုချိုချိုရ cotton လေးအများကြီးရတယ်မောင်ကနားတော့ရှက်ကဘောနားတော့ဘာလဲလိုက်ချီလိုက်ချီတော့လည်းမောင်ပြန်တော့ရတယ်အားဝစီယောဘယ်လိုရည်နေပေါ့လား ဒီကတူချိုလိုမျိုးပဲပေါ့နော်သူဒီဒီကငွေဆောင်ပါလေအဲ့လိုခေါင်းလောင်းတီးရင်ဒီဇိုင်းလုံး9000ပေါ့နော်ဒီဇိုင်းလုံး9000 shop တွေလိုက်တဲ့အမလူတယောက်ကခေါင်းလောင်းထားတီးလိုက်တော့အကုန်လုံး shop တောက်ရပါတယ်ကဲခဏလာမချီလို့တတော်ကောင်းတယ်ပေါ့နော်ချီရချီပြီးရဟိုတဲပြန်ပါမယ်ဒါပေမဲ့ပြန်ခင်အဒီနေ့ညငွေဆောင်မှာရှိရဲ့လိုမျိုးကွာ photo spot နေရာကိုတော့သွားမယ်ဆိုတော့မစကလာတဲ့ကဟို ကန်းချီကကဖေးလေးပေါ့နော်ကဖေးနာမည်တော့မှတ်မိရောပေါ်ပြောပါအစကလာရိုက်ပါကိုသွားလေကြပါတယ် ွားနိုင်လား so ra askala ma shop patchi bi te pong ni ba ri yai pi lo hotel pyan ne lan ma ma street food le yang lo street food re we bi yo jma ro a lo du hotel pyan mi yo di ni ti yat da ro na lai ba bi shin ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးကြားလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။